ျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများပဲအခုဖြတ်တန်းဝင်ရတော့မယ်ဒီဇင်ဘာလကလတာနဲ့ပတ်သက်တဲ့ကကြမ္မာအခြေအနေများကိုပြပြဆုံးလုံးလေးဒါတေရော့ကလေးတွေနဲ့ကြည့်ရှုပြီးတော့ဟောပြောပေးမှာပဲဖြစ်ပါတယ်။အဲ့ပထမဦးဆုံးအလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်ပေးလိုက်ပါပြီ။တောက်ကြသားသမီးများဟာအခုဒီဇင်ဘာလအတွင်းမှာဘယ်လိုအလုပ်မျိုးကိုပဲလုပ်လို့အင်တိုင်းအားတိုင်းနဲ့ကြိုးကြိုးစားစားလုပ်ကိုင်းဆောင်ရွက်ဖို့လိုပါတယ်။အလုံးနဲ့ပတ်သက်ပြီးလို့ရှိရင်တိတ်ပြောညံ့နေလို့မရပါဘူး။အလုံးမှာအဲဘယ်လိုပြောမလဲဆိုတော့ ပိတ်အားလူအားပေါ့နော်ဒါညစ်ပြီးလို့ရှိရင်ကြိုးကြသားသားနဲ့လောက်ကန်ဆောင်ရွက်မှတိုးတက်အောင်မြင်မှုတွေကိုရရှိလို့လာနိုင်လိမ့်မယ်ဒါလာတလာပဲလို့တွေ့ရပါတယ်အဲ့တော့ပုံမှန်အခြေအနေတဲကိုပို့ပြီးတော့ပြောင်းလဲတိုးတက်မှုတွေကိုလည်းပဲရရှိသွားနိုင်တယ်လို့တချို့စိတ်အားလူအားပျော်ညံ့တဲ့သူတွေကအလုံးမလဲပြိုသွားတာမျိုးတွေလည်းပဲဖြစ်တတ်ပါတယ်နော်ဒါလေးကိုလည်းပဲသတိရှိဖို့လိုပါတယ်အဓိကအားဖြင့်တော့အလုံးမအနှောက်အယှက်လေးတွေပေါ်ပေါက်လို့လာနိုင်ပါတယ်အခက်အခဲလေးတွေစိန်ခေါ်မှုလေးတွေ အဲကြုံတွေ့လာရနိုင်ပါတယ်ဒါတွေကိုဖြတ်ကျော်နိုင်အောင်စူးစမ်းလုပ်ကန်ဆောင်ရွက်ပါလို့ကျွန်တော်အနေနဲ့အကြံပြုပေးလိုပါတယ်ခင်ဗျာငွေကြေးခန့်ကြမှာအခြေအနေကိုကြည့်ပါမယ်ငွေကြေးကတော့တော်တော်လေးအဆင်ပြေမဲ့လာတလာလို့တွေ့ရပါတယ်ပုံမှန်စည်းဝါပုံမှန်လို့ပုံမှန်ဝင်ဝင်လမ်းကြောင်းတွေအပြင်တခြားအဲထိပါသူလို့ချဲပါသူလို့အမွေရသလိုမျိုးပေါ့ငွေကြေးအစုလိုက်ပုံလိုက်ကန်တရားရဲ့အလျောက်ပေါ့နော်ဝင်လာနိုင်တဲ့အခြေအနေမျိုးတွေကိုလည်းပဲ ကြုံတွေ့လာရနိုင်ပါတယ်။အဲကိုမှကြုံတွေ့ရတဲ့ငွေချင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေအတွက်လည်းပဲအကူအညီကောင်းတွေကိုရရှိလို့လာနိုင်ပါလိမ့်မယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့များသောအားဖြင့်စိတ်ချမ်းသာပါလိမ့်မယ်။အဲပျော်ရွှင်ရမယ့်လာတက်လာပဲလို့တွေးရပါတယ်ခင်ဗျာ။အခုလိုကျွန်တော်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ဗီဒီယိုဟောဆန်းလေးတွေကိုအမြဲကြည့်ရှုလို့ရအောင် ဟောလုံးမလောက်ရသေးတဲ့သူများကဘေးမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ဟောလုံးလှုပ်ထားပေးလို့ရပါတယ်။ကျမ်းမာရေးအတွက်ကိုကျွန်တော်ဆက်ပြီးကြည့်ပေးလိုက်ပါပြီ။ကျမ်းမာရေးအတွက်လည်းလုံးဝစိတ်ပူစရာမလိုပါဘူး။ဒီလာပိုင်းဟာကျမ်းမာရေးကောင်းမှုဆွေတဲ့လာတလာပဲဖြစ်ပါတယ်။ကျမ်းမာရေးညံ့နေတဲ့သူတွေချီးကျင်းမယ်ဆိုလည်းပဲမြင်မြန်ဆက်ဆက်ကောင်းမှုတိုးတက်မှုတွေကိုရရှိလို့လာနိုင်ပါလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့လူမှုပေါင်းတင်ဆက်ဆံရေးပဲဖြစ်ပါတယ်။လူမှုရေးပိုင်းမှာတော့အစင်မပြေတဲ့သူတချို့နဲ့ ုံတွေ့ရနိုင်ပါတယ်။တချို့သောသူတွေနဲ့စိတ်သဘောထားချင်းကွဲပေးမယ်။တချို့သောသူတွေနဲ့လမ်းခွဲသွားရတာမျိုးတွေ။ဒါပြဿနာလေးတွေကြုံရတဲ့နည်းပုံစံမျိုးလေးတွေကိုလည်းပဲတွေ့ရပါတယ်။ဒါမှမဟုတ်လူမှုပေါင်းတဲ့ဆက်ဆံရေးမှာတော့နည်းနည်းဒီဂိမ်းဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာ။ပညာရေးကံနဲ့ဘာသာရေးကံကိုကြည့်ပါမယ်။အလွန်ကောင်းပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာ တိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်နေရာတို့တွေကိုတွေ့ရပါတယ်ထို့တူပဲဘာသာရေးနဲ့ပတ်သက်ပြီးတော့အရင်လောက်ခဲ့မှုတွေအလုပ်တွေပြန်ပြီးတော့လုပ်ဖြစ်မဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်အတိရူးညံတို့အတွေ့အကြုံတရားတို့တွေကိုလည်းပဲရရှိစေနိုင်မယ်လာတလားလို့တွေ့ရပါတယ်အနောက်တစ်ခုကတော့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်ခရီးသွားလာလှုပ်ရှားမှုတွေမှာလည်းပဲ အစီအမြင်နိုင်ပါတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ခရီးမျိုးတွေပို့လည်းပဲသွားရတတ်ပါလေ။ဖျားဘူးခရီးတို့အဲ့ဒါအလူတန်းခရီးတို့ပေါ့နော်။သွားရတတ်ပါတယ်။အဲ့တော့ခရီးကိစ္စတွေမှာလည်းပဲအစီအပြေပြီးတော့စိတ်ချမ်းသာရလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။ဂျန်အတိုက်ခိုက်အနောက်ရှင်းနဲ့ပတ်သက်တဲ့အခြေအနေပါ။ဒီကာလတွေမှာဂျန်အတိုက်ခိုက်လေးတွေမကင်းပါဘူး။ဒါပေမဲ့အဲ့ဒီအခြေအနေတွေကိုကောင်းမွန်စွာဖြတ်ကျော်နိုင်လိမ့်မယ်။ တားဆီးကာပွဲနိုင်လိမ့်မယ်အနေအထားမျိုးတွေကိုတွေ့ရပါတယ်အဲ့တော့ပြဿနာတွေရန်တွေဘလောက်ပဲရှိရှိပေါ့နော်ဘာမှကိုအဲတိတ်ပြီးတော့မှုနေစရာကြောက်နေစရာမလိုပါဘူးအားလုံးကိုချက်ကျော်နိုင်မယ်လတ်တလာလို့တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့တဲရော့ကလေးတွေကိုကြည့်ပြီးတော့တောက်ကြတာနဲ့ဂျုံတွေးလာရနိုင်တဲ့အခြေအနေလေးတွေကိုပြည်ပြည်စုံစုံလေးဟောပြောပေးတာပါနောက်တစ်ချိန်တဲရော့ကတွေဆက်ဆိုပြီးတော့ဒီဇင်ဘာလအတွက်မှာဘာလီထူးထူးခြားခြားဂျုံတွေးလာရနိုင်အောင်မလဲဘလို့ရရလေးတွေကိုဆောင်ရွက်တင်ပါတယ်လဲဆိုတာကိုကြည့်ပေးမှာပဲဖြစ်ပါတယ် ကဲခုဆက်လက်ပြီးတော့တောက်ကြသားမိများပဲနောက်တစ်ချိန်တဲ့ရက်ကလေးကျွန်တော်ထပ်ပြောချိုးကြည့်လိုက်ပါပြီတောက်ကြသားမိများခင်ဗျာဒီဒီဇင်ဘာလထဲမှာပေါ့เนาะအရင်လုံးပဲဆိုပြီးတော့မလုံးဖြစ်ခဲ့တဲ့အလုပ်တွေပြန်ပြီးတော့လုံးဖြစ်တာမျိုးတွေအဲ့တော့ကိုလက်လွတ်ခဲ့ရတဲ့အခွင့်အလမ်းကောင်းတွေပြန်ပြီးတော့ရလာတာမျိုးတွေကြုံရနိုင်ပါတယ်။နောက်အဲ့လိုပဲကွဲခွာနေတဲ့သူတွေနဲ့ပြန်လဲဆုံတွေ့ရတာတို့အဆက်အသွယ်ကောင်းတွေပြန်ရလာတာမျိုးဒါမျိုးတွေလည်းပဲ ရှိနိုင်ပါတယ်ခင်ဗျာ။နောက်ကုလသမားရဲ့ကျန်းမာရေးကိစ္စတွေကိုအကူအညီဆောင်ရွက်ပေးရတတ်တဲ့စေယုံစေကန်းတွေကိုသွားရတတ်ပါတယ်။ဆောင်ရွက်ရမယ့်ရည်ရကတော့နေထိုင်မကောင်းတဲ့သူအဲ့တို့မကျန်းမာမှဖြစ်နေတဲ့သူတွေကိုတတ်နိုင်သလောက်စေဝါတတ်စာလူရန်ကူညီပေးပါလို့ရည်ရလေးပေးလိုက်ပါတယ်။ YouTube လေးပေါ်အဆုံးထိကြီးကျူးအားပေးထားတဲ့မိတ်ဆွေများကအောက်ပါမှာ comment လေးတွေမှန်းခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။ အခုလိုကျွန်တော်ဗီဒီယိုဟောပြောပေးတယ်ဆိုတာကအားလုံးကိုအများနဲ့စုံကုန်ပြီးတော့ဟောပြောပေးတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဟောချက်တွေကအားလုံးနဲ့ထပ်တူကြားဖို့ဆိုတာကတော့မလွယ်ပါဘူးခင်ဗျာအဲ့တော့ကိုယ့်ရဲ့အကြောင်းကိစ္စတွေကိုအသေးသေးသိချင်မေးချင်တဲ့သူတွေက Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမင်းမြန်းတို့ကြားပါတယ်ခင်ဗျာအဲ့နောက်တစ်ခုကရန်ကုန်မှာရှိတဲ့မိတ်ဆွေနာကကျွန်တော်နဲ့အပြင်မှာလူတွေ့ပြီးဆိုမင်းမြန်းနိုင်ဖို့အတွက်ဆိုရင်အခုဒီ နိုဝင်ဘာလလာကိုမိုင်းနဲ့လာဆန်းပိုင်းမှာပေါ့နော်ကျွန်တော်ရာကုန်မှာရှိပါတယ်အဲ့တော့ကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့စီရင်ပေးပြီးတော့တွေ့ဆုံမင်းညာလို့ရပါတယ်ခင်ဗျာ TikTok Messenger ကပဲဖြစ်ဖြစ် Viber Telegram ကပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်စီရင်ကြိုပေးဖို့တော့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တွေ့ဆုံမင်းညာတဲ့မိတ်ဆွေများကိုကျွန်တော်ကမေးရဟောပြောပေးရုံနဲ့မှာကပဲနဲ့ကျွန်တော်ဘက်ကတတ်နိုင်တဲ့အဆောင်ရရလက်ဆောင်လေးတွေပို့ပါပေးဖို့အတွက်ပို့စီစဉ်ဆောင်ရွက်ထားပါတယ်ခင်ဗျာ